display ဘိုင်းမှာဆိုရင်လေဒီ1 plus 30က6.82 inches ရှိပြီးတော့ display mat A++ အတိမတ်ပြုရရှိထားတဲ့ second generation NDVI AMOLED display အမျိုးအစားကိုသုံးမိထားတာပဲဖြစ်ပါတယ်။အရင်တော့ထွက်ခဲ့တဲ့ generation model တွေထက်စာရင် power သားတက်တာလာပြီးတော့ A2+ plus display P2 chip နှစ်မျိုးပါလာမယ်။ 1billion color 120Hz refresh rate HDR template နဲ့ Dolby Vision တွေကိုလည်းဆက်ပူပေးနေုံမှာဖြစ်ပါတယ်။ဒီဖုန်းရဲ့6.82 inches ရှိတဲ့ second တပြင်လုံးအတွက် brightness က4500 peak brightness နှစ်ထိရမယ်။ နဲနဲနော်နော် nis mode ကျွန်တော်နေအောင်ထဲမှာသုံးမယ်ဆိုရင်တော့မှ cell phone ကိုကောင်းကောင်းမြင်နိုင်တဲ့ display အမျိုးအစားနောက်ပြီးတော့ HDR template နဲ့ Dolby Vision တွေကို support ပေးထားတဲ့အတွက်ကြောင့်မလို့ Netflix ကြီးရတာကြိုက်တယ်ဆိုတဲ့လူတွေအတွက် cell phone ရုပ်ထွက်ကြီးကကျွတ်စင်ကြီးကိုမိုက်နေမှာပဲဖြစ်ပါတယ် performance ဘိုင်းအတွက်ဆိုရင်လည်းဒီ1 blood တက်ဒီမှာကယခုလက်ရှိ snap dragon cv တွေထဲမှာအကျန်းဆုံးမှာဆိုတော့ qualcomm ရဲ့ snap dragon 8 elite 3 nanometer chip ကိုသုံးမိထားတယ်ဒါကြောင့်မလို့ဘယ်လိုမျိုး mobile game မျိုးမဆိုဒီကောင်ကကောင်းကောင်း handle လုပ်နိုင်တဲ့ဖုန်းတစ်လုံးပဲဖြစ်ပါတယ် UFF 4.0ကို RAM 24နဲ့ 1TB storage အထိအများဆုံးပါမယ် Android 15ကိုအခြေခံထားပြီးရော Oxygen OS ဒါမှမဟုတ်ရင် Color OS နဲ့အသုံးပြုရမှာပဲဖြစ်ပါတယ်ကျွန်တော်အခုလက်ရှိစမ်းနေတဲ့ဒီ1 blood တက်ဒီကလေးကတော့ China version ဖြစ်ပြီးရော Color OS နဲ့အသုံးပြုနေရပဲဖြစ်ပါတယ် ကင်မရာမိုင်းမှာဆိုရင်လေဒီကောက်မှာက50 megapixel Sony ရဲ့ LYD 808 sensor နောက်ထပ်38 optical zoom ရမယ် Sony LYD 600 periscope telephoto reflection sensor နဲ့ ultra wide အတွက်ကလည်း50 megapixel camera lens ကိုသုံးမိထားရပဲဖြစ်ပါတယ် နောက်တော့အဲ့ ili ရဲ့ ISB သုံးခုလုံးကို MBU နဲ့ချိတ်ဆက်ထားဖြစ်တဲ့အတွက်ကြောင့်လို့ shutter gap အနည်းဆုံးရိုက်လို့ရမှာဖြစ်ပါတယ် selfie camera ကိုလည်း Tatibu megapixel အထိ support ပေးနေရမှာဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံးအပိုင်းကိုပြောပါဆိုရင်တော့ battery ပိုင်းပြဒီ one blood tatibu မှာက battery MAH 6000လीပါတယ်နောက်ပြီးတော့သုံးထားတဲ့ battery အမျိုးအစားကလည်း silicon carbide battery အမျိုးအစားကိုသုံးပေးထားတယ်ဒီကောင်က6000 mAh ရှိတဲ့ battery ကြီးကိုအားပြန်သွင်းဖို့ one blood ကသူတို့ရဲ့ထုံးစံတဲ့ hand wrap ကိုထည့်ပေးထားတယ်0 to 50အားသွင်းဖို့ဆိုရင်13မိနစ်လောက်ပဲကြာတယ် wireless charging ကလည်း50 watt အထိ support ပေးတယ် ောက်ပြီးတော့တခြားဖုန်းတစ်လုံးကိုအားပြန်သွင်းပေးဖို့ Vivo Wallet က10ဝက်ထိပါမယ်။တကယ်လို့ကိုကအားသွင်းပေးခြင်းနဲ့တခြားဖုန်းတစ်လုံးကဒီ Wallet Charging ကိုဆက်ဖို့မပေးဘူးဆိုရင်လည်း5ဝက်ကျိုးကိုအသုံးပြုပြီးတော့အားကို Share ပေးလို့ရနိုင်ဦးမှာဖြစ်တယ်။ ဈေးနှုန်းအနေနဲ့ကတော့ဒီ1 plus data ကမြန်မာဝင်သိန်း30ကနေပြီးတော့မြန်မာဝင်သိန်း40ချားမှာပဲရှိရယ် Runner Story ပေါ်မူတည်ပြီးတော့ဈေးနှုန်းကွာခြားမှုတော့ရှိနိုင်တယ်တကယ်လို့ဒီ video ကြည့်နေတဲ့မိတ်ဆွေအားဒီလိုမျိုးနောက်ဆုံးပေါ်ဖုန်းတွေကိုစိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်ကျွန်တော်ရွှေပြည်လမ်းဝိုင်းရဲ့လမ်းလိပ်စာကမန္တလေးမြို့မဟာအောင်မြို့နယ်40လမ်းလမ်း80 81လမ်းကမှာဖွင့်လှစ်ထားရပဲဖြစ်ပါတယ်ကျွန်တော်ဆိုင်မှာဆိုရင်တော့ဒီလိုမျိုးနောက်ဆုံးပေါ်ဖုန်းတွေဒါမကဘဲနဲ့မြန်မာဝင်သိန်းကျော်တန်ကနေပြီးတော့မြန်မာဝင်သိန်း60သိန်း100တန်နီးပါးရှိရယ်ပါကင်နေစက္ကန့်နေ brand zone ကိုအာမခံပြုရတဲ့ရောင်းချပေးနေတဲ့ mobile ဆိုင်ဒီဇိုင်းပဲဖြစ်ပါတယ်ကျွန်တော်ဆိုင်ရဲ့ hotline ဖုန်းနံပါတ်ကတော့3996လောက်တင်ကားနေနဲ့3996လောက်တင်ကားတုံးလို့ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဘယ်လိုမျိုးဖုန်းတွေကြောင်းသိချင်လဲဆိုတာကိုလည်းကျွန်တော်တို့ရဲ့ဒီဗီဒီယိုရဲ့ comment အောက်လေးမှာတစ်ချက်လောက်မှန်းခဲ့ပေးပါအောင်အားလုံးကျေးဇူးများတင်ပါတယ်